မင်္ဂလာပါ Football Preview Channel ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့ကအင်္ဂါနေ့ပေါ့နော်။ဒီနေ့ညမှာဆိုလို့ရှိရင်ကစားမဲ့ထိတ်တန့်နေပွဲစဉ်တော့မရှိဘူးပေါ့နော်။အဲ့တော့တခြားလိပြိုင်ပွဲကပွဲစဉ်တွေကနေပြီးတော့မှဒီနေ့အတွက်အကြိုက်ဆုံးပွဲစဉ်တစ်ပွဲကိုရေးထုတ်ပြီးသားပေါ့နော်။အဲ့တော့မနေ့တော့တင်ပြီးခဲ့တဲ့ Crewy ပွဲစဉ်ကလည်း Crewy က 2-1နိုင်ရတယ်ပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒါ England Nation League ပွဲစဉ်တစ်ပွဲကိုကြိုတင်ပြီးတော့တုံ့သက်ပေးမှာပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်ကိုကြိုပြီးတော့မတုံ့သက်ပေးရမှာဆိုလို့ရှိရင်တခြားသောလီပြန်ဝဲတွေကပွဲစဉ်တွေရဲ့တုံ့သက်ချက်တွေ1-1တေးပြီးတော့တခြားမောင်းတွဲတွေပေါ့နော်ဒါတွေအကုန်လုံးဆိုလို့ရှိရင်ကျွန်တော်ရဲ့ Viber နဲ့ Telegram Channel မှာတင်ပေးရပါပေါ့နော်အဲ့တော့ Viber Channel Link ကို Telegram Channel Link ကို DWO က Comment မှာ Pin Comment အနေနဲ့ထောက်ပေးတယ်ပေါ့နော်ဝင်ပြီးတော့ Join ထားလို့ရတယ်ပေါ့အဲ့တော့ဒီနေ့တုံ့သက်ပေးဖို့ရွေးချယ်ထားတဲ့ပွဲစဉ်ကကျတော့ဒီနေ့ည7:00နာရီဆန်းကမှကစားမယ့် England Nation League ပွဲစဉ်တစ်ပွဲဖြစ်တဲ့စကန်တော့နဲ့မော်ရီကန်ဘီရိုရဲ့ပွဲစဉ်ပါနော်အဲ့တော့ဒီပွဲစဉ်လက်ရှိပေါက်ကြီးကျွန်တော်ပြန်ကြည့်စကန်တော့ကတကူးသွင်းပြား80ရှုံမယ်ပြီးတော့ဂိုးပေါင်းအနေနဲ့ဆိုလို့ရှိရင်တကူးသွင်းပြား90ရှုံမယ်ပေါ့နော်အဲ့တော့ဒီနေ့တစ်ဖက်ကဒီအဝေးကွင်းမှာလာကစားမယ်မော်ရီကန်ဘီအသင်းကိုကျွန်တော်ပြန်ကြည့်ဒီပြီးခဲ့တဲ့ဒီရာသီအစမှာနေရာဒီမှာဆိုလို့ရှိရင်သူတို့ကလပ်အသင်း အတွင်းမှာဆိုလို့ရှိရင်ကွင်းပြင်ပါမှာဒီအတင်းရဲ့ပြဿနာပိုင်းဆိုင်ရာတချို့ရှိခဲ့တယ်ခွနော်အဲ့ဒီအချက်တွေကပဲဒါမော်ရီကမ်ဘီတင်းကိုဒီရာဒီမှာတော်တော်လေးကိုဆိုးရွားသွားစေခဲ့တယ်ပြီးတော့သူတို့တင်းကစားခဲ့ရလက်ရှိ Nation League ရဲ့အဖွင့်ပွဲစဉ်၁၁ပွဲမှာဆိုလို့ရှိရင်သူတို့က9ဝဲတိတောင်ရှုံးဝဲတွေ့ခဲ့တယ်ခွနော်ပြီးတော့သူတို့တင်းကစားခဲ့တဲ့အဝေးကွင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်ရင်လည်းအဝေးကွင်းမကစားရတဲ့ပထမဆုံး၅ဝဲမှာဆိုလို့ရှိရင်သူတို့အသင်းကတပွဲကိုပြန်မြပေးဖို့အနည်းဆုံး၃ခုနဲ့ ဒီတုံးကိုနဲ့အထက်မှာပေးခဲ့ရတဲ့ပွဲတွေစုစုပေါင်းရတယ်။အဝေးဝင်၅ပွဲမှာဆိုလို့ရှိရင်၄ပွဲတိတိရှိခဲ့တယ်ပေါ့နော်။ပြီးတော့အဲ့ဒီပွဲစီနေမှာထဲမှာဆိုလို့ရှိရင်လည်းသူတို့ရှုံးခဲ့တာတုံးပွဲစရာကြီးမှာရှုံးတာဖြစ်တယ်ပေါ့နော်။အဲ့တော့သူတို့ဒီနေ့ရင်ဆိုင်ရမယ့်တစ်ဖက်ကစကန်တော့အတင်းကိုကျွန်တော်ပြန်ကြည့်နော်။သူတို့ကလက်ရှိ Nation League MLB ဆရာရဲ့အဆင့်၅နေရာမှာရည်တည်နေတဲ့အတင်းဖြစ်တော့နော်။ဒီစကန်တော့အတင်းကကျတော့အဖွင့်ပွဲစဉ်12ပွဲမှာဆိုလို့ရှိရင်သူတို့အတင်းကနိုင်ပွဲအနေနဲ့ဆိုလို့ရှိရင်9ပွဲတိတိရခဲ့တယ်ပေါ့နော်။အဲ့တော့ဒီစကန်တော့အတင်းကိုကျွန်တော်ပြန်ကြည့်လို့ရှိရင်သူတို့က ဒါဒီ Nation League MLB ဆရာရဲ့အောက်ခြေကရောက်နေတဲ့အသင်းတွေနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်သူတို့က၃ပွဲတွေ့ဆုံထားတယ်ပေါ့နော် MLB ဆရာရဲ့အောက်ခြေအသင်းတွေနဲ့ဆိုလို့ရှိရင်ဒါပြောမှဆိုလို့ရှိရင် MLB ဆရာရဲ့အောက်ခြေကအောက်ခြေအသင်း9အသင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်စကန်တော့ကစုစုပေါင်းဒီ၃ချိန်ထိနိုင်ခဲ့တယ်ပေါ့နော်ပြီးတော့သူတို့အသင်းကဒါပြောမှဆိုလို့ရှိရင် အဝေးဝင်းအတင်းနေတဲ့တွေ့ဆုံခဲ့တဲ့ပွဲစီနေမှာဆိုလို့ရှိရင်တပွဲကိုအနေဆုံးသူတို့ရဲ့တိုက်စစ်ကသူကိုနှစ်ကိုအနေဆုံးတွင်းနိုင်ကြတာကိုတွေ့ရပြီပေါ့နော်သူတို့တင်းကစားရတဲ့ပွဲစီနေကိုကျွန်တော်ပြန်ကြည့်ရင်ဆူတန်အတင်းကိုသူတို့3 2နဲ့နိုင်တာရှိရယ်ပြီးတော့ဒရွန်အတင်းကိုသူတို့4 4နဲ့နိုင်တာရှိရယ်ပေါ့နော်အဲ့တော့ဒီပွဲမှာလေစကန်တော့အနေနဲ့ကျိန်းစီပေါ့ဒါဒီတစ်ဖက်က မော်ရီကန်ပြည်အတင်းကိုကိုပြတ်နိုင်ဖို့ကြိုးစားလာမယ်ထင်တယ်ဗောနော်ပြီးတော့ဒီစကန်တော့အတင်းကစားခဲ့တဲ့အင်ဝင်းပွဲစဉ်တွေကိုကျွန်တော်ပြန်ကြည့်နောက်ဆုံးကစားခဲ့တဲ့အင်ဝင်းပွဲစဉ်နှစ်ပွဲမှာဆိုလို့ရှိရင်စကန်တော့အတင်းကဒီရမှတ်နေနေဆိုလို့ရှိရင်တမပဲရခဲ့တယ်ဗောနော်တပွဲတည်ကြတယ်တပွဲရှုံတယ်သူတို့တင်းကအင်ဝင်းမှာနောက်ဆုံးနှစ်ပွဲဆက်မနိုင်သေးဘူးဗောနော်အဲ့တော့ဒီပွဲမှာသူတို့ပြန်လဲပြီးတော့ပောက်ကွဲပြလာမယ်ထင်တယ်ဒီတစ်ဖက်ကမော်ရီကန်ပြည်အတင်းကိုပြတ်နိုင်ဖို့ကြိုတင်ပြီးတော့ပြင်ဆင်လာလိမ့်မယ်လို့လည်းထင်တယ်ဗောနော်ပြီးတော့ဒီတစ်ဖက်ကမော်ရီကန်ပြည်အတင်းကကျတော့လက်ရှိသူတို့အတင်းရဲ့ကွင်းပြင်ပေါ်မှာကြက်တန်နိုင်ကျတော့များများရှိနေတယ် အဲ့ဒီအချက်တွေကသူတို့ချင်းကိုဒီအရမ်းမှာသူတို့လေးဆိုးရွားသွားစေခဲ့တယ်လို့လက်ရှိအချိန်ထိလည်းမော်ရီဂန်ဘီတင်းကသူတို့တင်းမှာအကြီးကြီးမားမားအပြောင်းလဲတစ်ခုလက်ရှိအချိန်ထိမလုပ်သေးဘူးပေါ့နော်အဲ့တော့ဒီပွဲမှာလည်းသူတို့ချင်းဒီပေါ်ရုန်းကန်မယ်အဝေးကွင်းမှာဒီစကန်တော့အတင်းကိုသူတို့မရှုံးအောင်ကစားနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့သူတို့အတွက်အကောင်းတယ်ဒါပေမဲ့လို့ဒီပွဲမှာသူတို့တစ်ဖက်ကစကန်တော့စီအမှတ်ခွဲယူဆိုတာလေသူတို့တော့တော်တော်လေးခက်ခဲမယ်ထင်တယ်ပေါ့နော်အဲ့တော့ဒီပွဲမှာတော့ ဒါကျွန်တော်အနေနဲ့ဆိုလို့ရှိရင်စကန်တော့အတင်ပို့သဘောကြရပါတော့တကူသွင်းရ80ရှုံးမယ်ဆိုရဲဂျေးတကူကစကန်တော့အဒီပွဲမှာ 2C 3C 31လောက်တော့မူရီကန်ပြီးတော့အနိုင်ကစားသွားနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်ဒီပွဲအတွက်ဆိုလို့ရှိရင်အရှင်ဖြစ်တဲ့စကန်တော့အတင်ရွေးချယ်ပေးခြင်းနဲ့ပေါ့